မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကန်းသိတိုက်ပွဲသတင်းတွေကတော့ကချင်ပြည်နယ်မှာ3လခွဲနေပါကြအောင်စစ်စေးကာလာအတွင်းစစ်ကောင်စီတပ်စခန်းပေါင်း125ခုနဲ့မြို့9ခုကို KIA ကသိမ်းပိုက်ရရှိထားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ9ရက်နေ့ကနေစပြီးတော့ဒီကနေ့ဇွန်လ17ရက်နေ့အထိစစ်စေးကာလာအတွင်းမှာ KIA ဥဆောင်တဲ့တော်လိုင်းတပ်များကစစ်ကောင်စီရဲ့အဓိကစစ်စခန်းကြီးများအပါအဝင် စခန်းပေါင်း125ခုကိုတိမ့်ပိုက်ရရှိထားပြီလို့သိရပါတယ်တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့လွယ်ကျယ်မြို့စင်ဘုံမြို့ဆွန်ပရာဘုံမြို့စရုံမျိုးမျိုးလာမျိုးအပါဝင် မျိုးကြီး၅မျိုးကိုလည်း KIO ကအပြည့်အဝထိန်းချုပ်ထားနိုင်ပြီလို့သိရပါတယ် ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ကုန်းလမ်းဆက်သွယ်ရေးအဓိကလမ်းမကြီးများမှာလည်း KIA စိုးမိုးမှုလက်အောက်ကိုကြာရောက်နေပြီဖြစ်တယ်လို့သိရပါဗျ။လက်တလောတိုက်ပွဲများမှာမြကြီးနာဆော့လော်ဆွန်ပရာဘွန်တနိုင်းပူတာအိုဖားကတ်ဗမောမုံမောက်မန်စီရွှေကူနဲ့ဝိုင်းမော်မြို့နယ်တို့မှာစစ်ပွားလျက်ရှိပြီးတော့ကချင်ပြည်နယ်အတွင်းမှာရှိတဲ့လမ်းပန်းဆက်သွယ်ရေးနဲ့ကျေးလက်ဒေသများအားလုံးကို KIA ကထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့သိရပါဗျ။ဇော်လာ၁၇ရက်နေ့မှာ KIA က စတုံးမျိုးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ဇွန်လ12ရက်နေ့စစ်ကောင်စီရဲ့စတုံးဗျူဟာတပ်ဆက်ခန်းကြီးမှာ ကချင်အမျိုးသားအလံကြီးကိုလွင့်ထူနိုင်ခဲ့ပြီလို့သိရပါတယ်စစ်ကောင်စီရဲ့အင်အားကြီးမားလာတဲ့စတုံးဖြူဟာတပ်စခန်းကြီးကို KIA နဲ့တော်လိုင်းတပ်များကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့သိရပါတယ်စတုံးဖြူဟာတပ်စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကဖြူဟာမှုအပါအဝင်တပ်သားအများအပြားတိုက်ဆုံခဲ့ပြီးတော့စစ်လက်ပစ္စည်းများကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ် KIA ရဲ့၃လခွဲနေပါကြာအောင်စစ်စီကာလအတွင်းမှာစစ်ကောင်စီရဲ့တပ်စခန်းပေါင်း125ခုကိုသိမ်းပိုက်ရရှိထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာကျပ်ငွေတန်ဖိုးထိုးချမှုနဲ့ကုန်စည်နှုန်းမြင့်တက်မှုကြောင့်ဝန်ထမ်းများကိုလစာတိုးပေးတဲ့ရုံတွင်းအမိန့်စာများ Facebook လူမှုကွန်ရက်မှာတင်ခဲ့တဲ့ပုပ်ပလိကကုမ္ပဏီလုပ်ငန်းရှင်10ဦးထက်မနည်းကိုစေကောင်စီကဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလနောက်ပိုင်းအတွင်းမှာမြန်မာကျပ်ငွေတန်ဖိုးတရှိန်ထိုးကျဆင်းလာတဲ့အတွက်ကုန်စည်နှုန်းများမြင့်တက်ပြီးတော့ဝန်ထမ်းများဟာလစာနဲ့မလောက်ငါပါကိုစိုးရိမ်ကြတဲ့ ပုပ်ပလိကလုပ်ငန်းရှင်များက၎င်းတို့ရဲ့ဝန်ထမ်းများအထက်လစာများကိုတိုးမြှင့်ပေးခဲ့ကြတယ်လို့သိရပါဗျ။အခုလိုမျိုးလစာတိုးမြှင့်တဲ့အမိန့်စာကိုလည်းလူမှုကွန်ရက် Facebook စာမျက်နှာများမှာဖော်ပြခဲ့ကြတယ်လို့သိရပါဗျ။အခုလိုလစာတိုးမြှင့်တဲ့အမိန့်စာများကိုလူမှုကွန်ရက်မှာဖော်ပြမှုဟာနိုင်ငံတော်ကိုမတိမငြိမ်ဖြစ်စေရန်ငွေကြေးဖောင်းပွားမှုနဲ့မြန်မာကျပ်ငွေတန်ဖိုးထိုးကြစေရန်လက်ရှိစစ်ကောင်စီကိုနန်းစီတန်ဝန်ထမ်းများကလစာမတိုးပေးမှုနဲ့အကြီးအကျယ်ပြက်စီရန်လှုံ့ဆော်နေဆိုပြီးတော့ဖမ်းဆီးလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ ဝန်ထမ်းများကိုလစာတိုးပေးတဲ့ကုမ္ပဏီနဲ့လုပ်ငန်းရှင်များထဲမှာရန်ကုန်မြို့ကဇော်ဇော်မိုဘိုင်းလဲပါဝင်ခဲ့ပြီးတော့ဇွန်လ17ရက်နေ့မှာတင်ငန်းကျောင်းမြို့နယ်စံပြဈေးမှာရှိတဲ့ဇော်ဇော်မိုဘိုင်းဆိုင်ကိုစစ်ကောင်စီကချိတ်ပိတ်သွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ပြည်သူတူကပြောဆိုလာပါတယ်လက်ရှိမှာအကြမ်းဖက်စစ်ကောင်စီကဝန်ထမ်းများကိုလစာတိုးမြင့်တယ်လို့လူမှုကွန်ရက်မှာရုံတွင်းအမိန့်စာများကိုဖော်ပြခဲ့ကြတဲ့ကုမ္ပဏီပိုင်ရှင်များလုပ်ငန်းရှင်များကိုဖမ်းဆီးအမှုဖွင့်ထားတယ်လို့သိရပါတယ်အဓိကအဖြစ်ဝန်ထမ်းလစာတိုးတဲ့ရုံတွင်းအမိန့်စာကိုလူမှုကွန်ရက်မှာဖော်ပြခြင်းကြောင့်ဖမ်းဆီးခြင်းဖြစ်တယ်လို့ပြည်ထရေးသတင်းအင်းအင်းမြစ်ကပြောဆိုထားပါတယ်အခုကတော့ဘာကြီးရွယ်ချက်နဲ့ဒီလိုမျိုးဝန်ထမ်းတွေလစာတိုးတဲ့ရုံတွင်းအမိန့်စာတွေကိုလူမှုကွန်ရက်မှာတင်လဲဆိုတာကိုစစ်ဆေးနေပါတယ်စစ်ဆေးပြီးရင်တော့ပုံမှန်တွေတတ်ပါလိမ့်မယ် ဖမ်းတာကတော့၁၀ဦးကျော်တယ်ဒီလောက်ပဲပြောလို့ရမယ်လို့ပြည်ထရေးသတင်းအင်းမြစ်ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကတော့မြန်မာ့ကြံွေတံမိုးထိုးကြပြီးတော့တိုင်းပြည်စီးပွားရေးကမောက်ကမဖြစ်စေရန်ဝိသမစီးပွားရေးသမားများကလှုပ်ဆောင်တယ်ဆိုပြီးတော့ရွှေလုံငန်းရှင်များဒေါ်လာဝယ်ရောင်းများထိုင်းနိုင်ငံမှာကွန်ဒိုဝယ်ယူသူများအပါအဝင်စီးပွားရေးသမားများကိုဖမ်းဆီးအရေးယူမှုများဇက်တိုက်လှုပ်ဆောင်ရရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မဟာအောင်မြေမြို့နယ်မန္တလေးတက္ကသိုလ်အနီးလူအစီကားဆုံးနေရာတစ်ခုဖြစ်တဲ့69လမ်းနဲ့38လမ်းကမိုဘိုင်းဖုန်းရောင်းဝယ်ရေးဆိုင်တဆိုင်ကိုမနေ့ကညနေပိုင်းမှာတရှိကင်ထားတဲ့လူငယ်နှစ်ဦးကဝင်ရောက်ဓမြတိုက်လူရက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ12ရက်နေ့ညနေ6နာရီခွဲဝင်းကျင်မှာလမ်းပေါ်မှာလူသွားလာစီကားနေတဲ့အချိန်အသက်20ဝန်းကျင်လူငယ်နှစ်ဦးကတရှိတွေကိုကင်ဆောင်ပြီးတော့ဖုန်းဆိုင်တဲကိုဝင်ရောက်လာပြီးဆိုင်မှာရောင်းချနေတဲ့ကောင်တာနှလုံးကိုရိုက်ခွဲကာ ဖုန်းတွေကိုလူရက်သွားတယ်လို့ဆိုပါရယ်မိန်းထဲမှာလူအစီကားဆုံးတော့ဒရှိတွေကိုကင်ပြီးတော့ဝင်ချလာတာနှစ်ယောက်ထဲနဲ့လှုပ်သွားတာညမရှိတယ်မယ်ငငယ်လေးတွေပါဒရှိတွေနဲ့လှုပ်သွားကြတာလို့မြို့ကန်တို့ကပြောဆိုခဲ့ပါရယ် ဓမြတိုက်တဲ့သူနှစ်ဦးဟာဓမြတိုက်ပြီးတော့ပြန်အထွက်လမ်းပေါ်ကသွာလာနေတဲ့သူတွေကိုထိုးချိတ်ကစိုက်ခဲ့လူပြီးတော့ထွက်ပြေးဖို့ကြိုးစားနေသေးတယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်မန္တလေးမြို့မှာလူတက်မှုလူရက်မှုဓမြတိုက်မှုတွေဇက်တိုက်ဖြစ်ပွားနေပြီးတော့မြို့ကိုအုပ်စည်းထားတဲ့စစ်ကောင်စီအုပ်စုကလည်းဓမြမှုကျူးလွန်တဲ့သူတွေကိုဖမ်းဆီးအရေးယူတာတွေလုံးဝမရှိဘဲနဲ့ကောင်းကောင်းကောင်းဝဲလောက်ကိုင်းနေတဲ့ပြည်သူတွေကိုသာလက်နက်ပြပြီးတော့အကြောင်းအမျိုးမျိုးနဲ့ငွေညှစ်ဖို့လုပ်နေတယ်လို့မန္တလေးမြို့ကန်တို့ကပြောပါတယ် မြို့ဝယ်မြို့ထွက်ဆိတ်ဆဲရိတ်ဂိတ်တွေအများရှိတယ်မြို့ထဲမှာလည်းတနက်ကြီးတွေတကားကားနဲ့ဟိုလန်းသွားလဲတွေ့ဒီလန်းသွားလဲတွေ့နဲ့ပတ်ကင်းတွေတော့ပတ်နေတာပဲဘလို့ဟာတွေကိုကာကွယ်နေလဲတော့မသိဘူးလူရက်မှုတဲ့ဓမြမှုတွေကတော့တအားပဲမြို့လေကောင်မှာတနက်တွေနဲ့ရွှေဆိုင်ဓမြတိုက်တာလည်းမမိဘူးကင်ထားတဲ့တနက်တွေကလည်းသူတို့စစ်ကောင်စီအုပ်စုကင်ထားတဲ့တနက်တွေနဲ့ဓပုံစံနဲ့ပဲလူရမှုဓမြတိုက်မှုတွေကိုသူတို့ကိုယ်တိုင်ကျူးလွန်နေတာပဲလို့ပဲမြင်နေကွာမစီမဆိုင် VPN ကြတော့ဖမ်းမယ်တဲ့ဒါမျိုးတွေမိအောင်မဖမ်းမဲနဲ့ပြည်သူတွေကိုဒုက္ခပေးနေတာ လှုပ်တဲ့ကောင်တွေကဓာတ်နဲ့အသေးလှုပ်တော့မြင်းနေရင်တော့မှကြည့်နေကြတာကိုနဲ့မဆိုင်တယ်လို့ပဲလို့ပြောဆိုခဲ့ပါတယ်မန္တလေးမြို့မှာအခုရက်ပိုင်းလူရမ်းမှုဒမြမှုနဲ့အကြမ်းဖက်မှုဖြစ်စဉ်တွေဇက်တိုက်ဖြစ်ပွားနေပြီးတော့ကျူးလွန်တဲ့တရားခံတွေကိုစစ်ကောင်စီအုပ်စုကဖမ်းဆီးအရေးယူတာမရှိသလောက်နှဲပါတဲ့အတွက်စိုးရိမ်ထိတ်လန့်နေရတယ်လို့မန္တလေးမြို့ကနေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကဟိုင်ကင်အပြစ်ခတ်ရဲစဲရိတ်သဘောတူညီချက်ကိုချိုးဖောက်ပြီးတော့တီဘောနံမတူလမ်းကိုမြေတူးဆက်များနဲ့ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တီဘောမြို့နယ်မိုးတေရွာမှာရှိတဲ့တီဘောနံမတူလမ်းမကိုစစ်ကောင်စီကလမ်းမကြီးအားမြောင်းဖောက်ကရင်းများကိုတွာလာလို့မရစေရန်ပြစ်လုံနေတယ်လို့သိရပါဗါတယ်။တီဘောမြို့နယ်ကွန်ဆန်လိတ်ရွာအထက်တီဘောနံမတူလမ်းကိုမြောင်းတူးပြီးတော့ဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါဗါတယ်။ TNL အုပ်ချုပ်တဲ့နမ်ဆန်နဲ့နံမတူမြို့တို့မှာကုန်စီစီးဆင်းမှုနဲ့ အများပြည်သူတွာလာမှုကိုကန့်သက်ပိတ်ပင်တားမြစ်လိုက်ခြင်းဖြစ်တယ်လို့ TNL ကပြောဆိုထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမိုးမိတ်စတဲ့မြို့နယ်များမှာနေ့စဉ်လက်နက်ကြီးနဲ့ပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေတဲ့အပြင်အခုလိုမျိုးကုံတွယ်ရိတ်လမ်းကြောင်းများကိုပိတ်ပင်ရန်စူးစမ်းနေခြင်းဟာဟိုင်းကင်းသဘောတူညီမှုစာချုပ်ကိုချိုးဖောက်ပြီးတော့ပြဿနာဖြစ်စေရန်လှုံ့ဆော်နေခြင်းဖြစ်တယ်လို့ TNL ကထုတ်ပြန်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့မန္တလေးတိုင်းအေရဝတီတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းတို့မှာအကြမ်းဖက်စစ်ကောင်စီကလမ်းသွာလမ်းလာပြည်သူတွေရဲ့ဖုန်းများကိုလိုက်လံဆက်ဆီးပြီးတော့ VPN software အသုံးပြုသူများကိုဖမ်းဆီးကာငွေတောင်းခံမှုများနဲ့စစ်သားတွေစုဆောင်းမှုများကိုလုံဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ12ရက်နေ့မှာမန္တလေးမြို့35လမ်း68 80ကြားမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလမ်းသွာလမ်းလာပြည်သူများရဲ့ ဆိုင်ကယ်လိုင်စင်များကိုစစ်ဆေးပြီးတော့လက်ကင်ဖုန်းများကိုပါစစ်ဆေးနေတယ်လို့သိရပါတယ်။မိုဘိုင်းဖုန်းတွေထဲမှာ VPN ဆော့ဖ်ဝဲထည့်သွင်းထားတဲ့ပြည်သူများကိုဖမ်းဆီးပြီးတော့ငွေကြက်ကိုတိမ့်ချပြီးတော့တောင်းရမ်းနေတယ်လို့သိရပါတယ်။ မန္တလေးမှာ సైకిల్ లైసెన్స్ စစ်ရင်းနဲ့ VPN တွေကိုပါစစ်နေတယ်တွေ့ရင်ဒဏ်ရိုက်တယ်35လမ်း68 80မှာဆိုရင် సైకిల్ ရီ లైసెన్స్ အရင်စစ်ပြီးတော့ဖုန်းကိုပါယူစစ်တာဖမ်းခါရတဲ့သူတွေရှိတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်အလားတူပဲ AR တိုင်းဟင်းတရာမြို့မော်လမြိုင်ကျွန်းမြို့နယ်ဘိုကလေးမြို့များမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကလမ်းသွားလမ်းလာပြည်သူများရဲ့ဖုန်းများကိုစစ်ဆေးပြီးတော့ VPN software ထည့်သွင်းထားတဲ့ပြည်သူများကိုဖမ်းဆီးကငွေကျပ်3000ကနေ3သိန်းကျပ်အထိတောင်းရမှုများရှိနေတယ်လို့သိရပါတယ်ဟင်းတရာမြို့ထဲမှာ VPN တွေစစ်ပါတယ် VPN software တွေတအုပ်ကိုတုံးတောင်းပေးရပါတယ်ဖန်ခါရတဲ့သူတွေများတယ်မော်လမြိုင်ကျွန်းမြို့မှာအရက်သားပြည်သူတွေတွာလာလှုပ်ရှားနေတဲ့အချိန်စစ်ခွေးတွေကဖုန်းတွေကိုလိုက်လံပြီးတော့စစ်ဆေးနေတာပါ VPN တစ်ခုတွေ့ရင်ဒဏ်ငွေ3သိန်းချက်ပေးဆောင်ရပါတယ်မပေးရင်ထောင်3နဲ့ချမယ်ဆိုပြီးတော့ချင်းချောက်ပြောဆိုတယ်ဘုံကလေးမြို့မှာ VPN ထည့်ထားတဲ့ဖုန်းတွေကိုဖမ်းပြီးတော့ တလုံးကို3သိန်းတောင်းတယ်3သိန်းမပေးရင်ဘာလုပ်မလဲတော့မသိဘူးလမ်းစုံတွေမှာလိုက်ဖမ်းတာလူတွေမနှဲဘူးမိကြတယ်လို့ဒေသခံပြည်သူများကပြောဆိုခဲ့ပါတယ်ဒါအပြင်မကွေးတိုင်းတောင်တွင်းကြီးမြို့မှာအကြမ်းဖက်စစ်ကောင်စီက VPN software အသုံးပြုသူများကိုဖမ်းဆီးပြီးတော့ငွေကျပ်3000တောင်းရန်ကလူငယ်များအသုံးပြုပါကစစ်သားတဲ့စူဆောင်းရန်ဖမ်းဆီးသွားတယ်လို့သိရပါတယ် VPN ကတုံးလို့မရတဲ့အပြင်ဖုန်းထဲမှာ application ကိုတွေ့ရင်ဒဏ်ငွေ3000ပေးရပါတယ်လူငယ်တွေဆိုရင်တမ်းပြီးတော့ဖမ်းခေါ်သွားပါတယ်စစ်ခွေး gate တွေကဖမ်းနေတာပါလူငယ်2ဦးဖမ်းခံလိုက်ရတယ် ်လူကြီးတွေဆိုရင်ပတ်စံတောင်းပါတယ်မရှိတဲ့လူတွေဆိုရင်3000ကနေ5000အထိတောင်းနေပါတယ်တောင်းချောင်းကြီးနားကဂိတ်နဲ့မြို့ဝင်ထွက်ဂိတ်တွေမှာဖုန်းတွေကိုဆက်ပြီးတော့ဖမ်းနေတာပါလို့ပြည်သူတို့ကပြောဆိုခဲ့ပါတယ်အလားတူပဲဘကုန်းမြို့ပေါ်မှာလည်းစစ်တပ်ကမြို့ဝင်ထွက်များကိုစီမံချက်နဲ့ဖမ်းဆီးခြင်းမိုဘိုင်းဖုန်းများနဲ့ VPN များကိုဆက်ဆေးခြင်းများလုပ်ဆောင်နေကြောင်းဘကုန်းမြို့သူမြို့သားများကပြောဆိုကြပါတယ်သူတို့စစ်တဲ့နေရာတွေကတနက်ပြင်လမ်းမာတန်းဖျားစည်းရှိကြိုက်ပွန်ထိတ်ကမနက်လျှက်စစ်ယုံထိတ် တနက်ပင်အဝင်ထွက် gate ဆယ်မြောင်းဘကိုးတက်ကတော့နားတို့မှာဆစ်ကြပါတယ်ဆိုင်ကယ်တွေကိုအဓိကထားပြီးတော့ဆစ်ပါတယ်ဆိုင်ကယ်သမားကမရက်ပင်းဆဲဆူသေးတယ်ပြီးတော့ခြေထောက်နဲ့ကန်လို့မြင်ရင်လဲကန်ပါတယ်အကျင့်ရုပ်တာပေါ့ဗျာလူလိုင်းစင်ရင်မောင်းလိုင်းစင်အုတ်ထုတ်ဖုန်း VPN အကုန်ဆစ်တယ်လို့ဘကိုးမျိုးကန်တို့ကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီကမေလ30ရက်နေ့မှာ VPN များအသုံးမပြုနိုင်ရန်အတွက်တရုတ်ဤပညာရှင်များနဲ့ပူးပေါင်းပြီးတော့ပိတ်ပင်မှုများကိုစတင်လုပ်ကင်လာကြောင်းပြင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ